ကြောက်ဖြူမျိုးနေအတွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်စစ်ကောင်စီဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတရားဥပါဝင်စစ်သုံးပန်းအများပြားကိုအာရခတက်တော် EE ကလက်ရဖမ်းမိခဲ့တယ်လို့သိရရှိပါတယ်။ဖမ်းဆီးခံရသူဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကတော့တိုင်းစစ်ဦးစီးမုံပထမတန်းကပအမကြီး3953နှစ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ဖြစ်ပါတယ်။ သူနဲ့တူစစ်သုံးပန်းအများအပြားကိုလေလက်ရဖန်ဆီးရမိခဲ့တယ်လို့ကြောက်ဖြူမျိုးနေကအေအေနဲ့နီးစက်တဲ့မျက်မြင်စီသတင်းမြစ်တယောက်ကနရင်းစရာကိုပြောပါရယ်အာရခတက်တော်အပေါ်ကြောက်လန့်တကြားဝရုံသုံးကားထုစစ်စင်နေတဲ့စစ်ကောင်စီတပ်ဟာမီလ30ရက်နေ့နေခင်ပိုင်းကမင်းတက်တောင်ကြီးရွာနီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်း ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်အပါအဝင်စစ်သုံးမတ်အမြောက်များကိုအာရခတက်တော်ကလက်ရဖန်စီရမိကြတာလို့သူကဆက်ပြောပါရယ်စစ်ကောင်စီရဲ့ထိုးစစ်ကြောင်းကြောက်ဖြူမှာတိုက်ပွဲတွေနေတိုင်းလူလူရှိနေပြီးတိုက်ပွဲဖြစ်တိုင်းစစ်ကောင်စီတက်တွေအရှုံးနဲ့ရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေစီကလည်းပြောပါရယ်